မင်္ဂလာပါရှင်။မိုးလေဝသနှင့်ဇလဗေဒညင်ကြားမှုဦးစီးဌာနကနေဇွန်လ9ရက်ဒီနေ့နနက်9:00နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။ကပ်ပလီပင်လယ်ပြင်နဲ့ပင်ကလားပင်လယ်ရောအရှိတောင်ပိုင်းတို့တွင်မုတ်တုံလီအားကောင်းရာမှအားလုံကောင်းနေပြီးကြံမင်္ဂလားပင်လယ်ရောတွင်မုတ်တုံလီအားအနေငယ်မှအားတင်တင်ရှိနေပါမယ်။ဒီကနေ့ညနေထိခမန်းချက်ကတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ် ကိုင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် နေရာကျကျပဲခူးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးတို့တွင်နေရာစစ်စစ်ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်နေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးရှမ်းကုန်တိုင်းဒေသကြီး AR တိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ရိပ်မိုးကြီးနိုင်ပါတယ်ရွာရံလုံးပြည့်ဖြစ်ပါတယ် ိုးတိမ်အောင်ဖြစ်ပေါ်မှုအခြေအနေအရစကိုင်းတိုင်းဒေသကြီးထပ်ပိုင်း AR တိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းတို့တွင်မိုးတိမ်အောင်များဖြစ်ထွန်းလျက်ရှိပြီးအစိုးရမိုးတိမ်အောင်များရွေရှားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတက်ခတ်ခြင်းမိုးထချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုရပါတယ်။ မြမပင်လေပင်တွင်မြဝကျုံပေါ်မုဒ္ဓမာကွေမွန်တတင်းနာရီကံရင်တချောင်းနှင့်ကမ်းလွန်ပင်လေပင်တို့တွင်ရံဖန်ရံကမုတ်တက်လေပင်များကြာရောက်ပြီးလိုင်းကြည့်ပါမယ်မုတ်တက်လေပင်ကြာစဉ်ရေပြင်းမြေပြင်းလေဟာတနအိနေမိုင်30မှ35မိုင်အထိတက်ခတ်နိုင်ပါတယ်ကြံမြမပင်လေပင်တွင်လိုင်းတင်တင်ရှိပါမယ် လိုင်းမြစ်မှာမြစ်ဝကျုံပေါ်မုတ်တမာကွေမွန်တင်းနေ၌ကံရန်တရှောင်းနဲ့ကမ်းလွန်ပင်လေပြင်းတို့တွင်ကိုးပေမှာဆက်တပေကန်နဲ့ရခိုင်ကံရန်တရှောင်းနဲ့ကမ်းလွန်ပင်လေပြင်းတို့တွင်၆ပေမှာ၈ပေကန်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခမန်းချက်ကတော့တင်းနေ၌တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းတို့တွင်မိုးပူလာပါမည်။ နေပြည်တော်ရန်ကုန်မြို့မန္တလေးမြို့နယ်ဤတဝိုင်းအတွက်ဒီကနေ့ညနေတိခမ်းမန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်ရွှေရံရုံပြည့်ဖြစ်ပါရဲ့ရှင်။